အလုံးမဲမင်္ဂလာပါဗျာကောင်းဆက်တဲ့ဌာနမှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ်ရုတ်တံမီတို့ဖန်တီးရတော့ငလျင်တွေနိုင်ငံတကာကလှူလိုက်တဲ့အလူငွေတွေကိုစစ်ကောင်စီကထုတ်ရောင်းမှုလုပ်နေပြီဟုဒေါက်တာမိုးပြောလာတဲ့ရုတ်တံမီတို့ဖန်လေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာဒေါက်တာမိုးကအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးမားရီဘလိုဆက်လက်ပြောဆိုနေတယ်လဲဆိုတော့ကိုအားလုံးဝင်ရောက် ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းဆက်တဲ့ဌာနမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ ကမ္ဘာနိုင်ငံအသီးသီးကနေမိုင်းတို့မလင်းတို့တန်း200လောက်လာလူတယ်နော်လာလူတဲ့အခါမှာတချို့ကပစ္စည်းတွေလာတာပေါ့ကွာတချို့ကစေးတိုင်နေပါတယ်ဂျပန်ဆိုရင်ဒါလူအင်အားရောဟိုစေးအင်အားရောအကုန်လာတာအဲ့ဒါတွေအကုန်လုံးကအဲ့သူတို့ခေါင်ထားတဲ့အဲ supporting million နေပေါ့နော် US ကလာတာရောပါရောပေါ့နော်အဲ့တော့ US ကစေးတက်စေးအဖွဲ့9ယောက်ပါတယ်အာဟိုအမြန်စေးရုံစောက်ပြီးတော့အာဟိုအေယာဝတီစောစောလုတ်တလို့ပဲစေးရုံစောက်ပြီးတော့မြန်မြန်လူတွေကိုခွဲစိတ်ပေးတော့လဲအဲမြန်မာပြည်က ဒီစောက်ခွေးတက်ကသူတို့ကိုဗီဇာ28ရက်ပြည့်သွားလို့ထင်တယ်သူတို့ပြန်လွတ်လိုက်ပြီနော်တို့ကူရဲလူရှိတာကမှပြန်လွတ်တယ်တို့အစိုးရတို့စစ်စိမ်းနေရဒါနိုင်ငံတကာအဆင့်မီဆရာဝင်တယ်ဒဇက်စာကူရဲဆရာဝင်ဆိုတာရိုးရိုးဆရာဝင်လို့မြို့ဟိုငကြက်ကလေးထောက်ပြီးကူရတာမဟုတ်ဘူးစုပ်ပြတ်တတ်နေတဲ့နေရာမှာရှိတဲ့ပစ္စည်းနဲ့ကုသွားတာအဲ့ဆရာဝင်နေတော့မှပြန်ပြေးသွားပြီနိုင်ငံတကာလှူတဲ့ပတ်စံတွေကိုအစိုးရတူအစိုးရလှူရတဲ့ခါကျတော့မြန်မာနိုင်ငံဘ ਹੁ ဘန်လေးကိုထည့်ရပါတယ်နော်ကမ္ဘောဇာဘန်လေးကိုသွားလို့မရပါဘူးနိုင်ငံတကာရဲ့ပတ်စံဖြစ်တဲ့တော့အဲ့တော့ ဲ့ဒီပတ်စံတွေကိုအခုဒေါ်လာ40 40အောင်ရောင်းစားမယ်ဆိုပြီးမေလိုဘဟုပန်းကျင်းကြတယ်နော်နောက်ထိုင်းဘတ်ငွေဘယ်လောက်လဲမသိထိုင်းကလှူတာအဲ့ဒီဟာတွေလည်းသူတို့ကရောင်းစားမယ်လို့ကျင်းကြတယ်ဒါပေမဲ့တစ်ဖက်ကပြန်ပြီးတော့ကြားရတဲ့သတင်းကြတော့လေနေပြည်တော်မှာတောင်မှနော်ပြန်ရန်ခောက်ဆွဲကြောင်းနဲ့ချက်ဥစဲလုံးပဲရတာသဘောပါတယ်နော်အခုဟိုတလောတော့အခုတွေ့ရမှာငါတက်တာတွေပဲပေးနေဆိုတာလေအဲစာစာစာချက်ထားသလိုပဲလေ ဟိုသူငယ်တန်းမှာနှုတ်တိုက်ရွတ်တယ်လို့ပဲလေအဲ့ရွတ်ပြီးတော့ငါတစ်တာတွေဆိုလဲအဲ့ဒါကမ္ဘာနိုင်ငံတွေအဲ့ရိုးရီးယားတို့အင်ဒိုနီးရှားတို့ကနေပြီးတော့ဒီဒက်ဇက်စတာအတွက်လာလူထားတာဟိုမေလိုတက်ကသူတက်ကလူတွေသူတက်ကစစ်သားတွေစစ်တီတွေကိုတွားပြီးတော့အဲတွားပေးတယ်လေးနေတာကာလမှာဒါမျိုးပေးတယ်တကားမှလည်းတပ်ဖို့မရိုက်ခဲ့ဘူးသူများလူတဲ့ပစ္စည်းတွေကိုသူတက်ငါတို့ပြန်တက်မယ်ငါတို့ပြည်သူကိုနေ့စဉ်နဲ့အများဒုက္ခပေးမယ်တက်ကိုပဲဒီငါတစ်တာတွေကိုတွားပြီးတော့ပေးလိုက်တယ်နော်ကာဘေ့စကစ်တွေလည်းအပြင်မှာအောက်အောက်ဈေးနဲ့ပြန်ရောင်းနေဘလက်မားကတ်ထဲကိုရောက်နေ နော်ဒီစနစ်ဒီစနစ်ဆိုးနဲ့နေနေရတာကိုအသားကြပြီးတော့ရင်ပါမနေနဲ့ဒါ comfort zone ကဆိုးဆိုးဝါးဝါး comfort zone နော်မ ాయి ခုနေနေဆိုလဲဒါ comfort zone ပဲမ ాయి တက်တောင်းတက်တာအလုပ်လေးလုပ်ပြီးတော့အဘအဘလုပ်နေမ ాయి အမှန်တိုင်းပြောရင်ဒီတက်မကပို့ပြီးတော့အလုပ်လုပ်တင်တယ်နော်ဒါလည်း comfort zone ပဲစောက်ပြင်းတင်တယ်လို့ခေါ်တယ်မ ాయి ကိုကိုလည်းတခါလေးအားမရဘူးဒီတက်လက်ကများတဲ့အလုပ်လုပ်ရင်မ ాయి ပို့ကူနိုင်မှာပေါ့ပညာပါညာတက်လာရင်ပေါ့နော်ဟောနှလုတ်လိုက်လို့နှလုတ်သုံးလုတ်လိုက်လို့နေရတယ်မ ాయి မှဆိုတစ်လုတ်တည်းနဲ့အများကြီးရတယ်မ ాయి ကျတော့နှလုတ်သုံးလုတ်လုတ်တာတော့မှ သူသူတဏှာကြီးလာတာမမီနိုင်ဘူးအဲ့လိုမျိုးဆိုတော့ဟိုပြောချင်တာကဘာလဲဆိုတော့အချိန်နဲ့အမျှအရန်ရေးကြီးနေတာဖြစ်တဲ့အတွက်အဲပို့တဲ့လူကလည်းဟိုဟိုခါပြအောင်တော့မလုပ်နဲ့ပေါ့နော်ချိန်မှန်လေးပို့ပေါ့နော်အခုနေပုံနဲ့တော့ဘာလို့ဖြစ်တယ်ဆိုတာလဲဒါကသူတို့ကျမတို့အာယုံလွဲပြီးတော့သူတို့အဲစောက်သုံးကြခြင်းအမှုပညာသူတို့ရုရှားတောင်တိုးလို့မရဘူးချင်းချင်းပြင့်ဖင်တို့မပူရင်းတို့ဟိုကတွားတွေးခွင့်ရပါမယ်သူတို့မှဒီဘက်ကအဲလူကြီးတွေနဲ့မတွေ့ရဘူးဆိုတော့ ူတို့ရဲ့အဲကြာရှုံးမှုသူတို့ရဲ့စောက်တုံးမကြမှုကိုလူတွေသိမှာဆိုလို့နေပုံးလက်ကထွက်ပြီးတော့ဟိုဟာလေးဥပြမယ်လို့ဒီဟာလုပ်ပြမယ်ဒီလို happy mother say မမကြီးဒီလိုမျိုးဒီလိုမျိုးဖြစ်နေတာတွေကတော်တော်ကြာပါပြီ PDF တွေနှုတ်ထွက်တာဘာညာကွီးကွားတွေကမစိုးရိမ်လို့စိုးရိမ်လို့လာပြောပြမစိုးရိမ်ကြောက်တိုက်တစ်ကိုမဲဆောက်မှာဟိုနေပုံးလက်ကနေပြောစတီဆောက်ထားတဲ့အတွက်သူတို့ရဲ့အခုအပြည်သူတွေကအာယုံကြနေတာကအခုအမြဲတမ်းနေတိုင်းလိုင်းပေါ်မှာကမေလိုးပုံပဲပေါ်လာပြီးတော့တစ်ဖက်ကလည်းဟို ဟို NUG ကနေ PDF တွေကနှုတ်ထွက်လာတယ်ဆိုတော့အဲသူတို့ဘက်ကကြာရှုံးမှုကိုသူတို့က social media သတင်းမီဒီယာကိုကောင်းကောင်းဟို player လောက်တတ်တဲ့လူတွေဖြစ်တဲ့ခါကျတော့နေဘုံလက်တို့ကနေပြီးတော့အဲထွက်တယ်လို့မထွက်ဘူးအမှန်တကယ်ပြောရရင်တော့အဲ့လိုမျိုးမထွက်ရင်ထွက်သွားရင်ပေါ့နော်အမှန်တိုင်းပြောရရင်ခေါင်းဆောင်ကစောက်ယူထားရင်စောက်ယူထားသလို BGF တွေဖြစ်သွားနိုင်တယ်ဒါမှကြီးစောကြီးတွေတွေးပြီးစိတ်ပူခဲ့တဲ့အရာပါနော်မကြီးစောကြီးတွေအာအာ ဟိုကိုတယောက်နဲ့စကားပြောတဲ့ကလက်နဲ့ကင်ပြီဆိုတော့ကဒီဒီကိတ်ဒီလက်နဲ့ကင်နေများလာရင်လူငယ်တွေပတ်စံအစင်မပြေတဲ့အခါကျရင်လက်နဲ့ကင်နေများတယ်ဆိုတာမကောင်းပါဘူးဆိုမိုင်းစောကြီးတွေကတော့ထောက်ပြဘူးလေဒါပေမဲ့ဒါပေမဲ့အခုဟိုအဲ့လိုထွက်တယ်ဆိုတာကဒီအချိန်ကြာအောင်လို့သူတို့ဆွေတော်မျိုးတော်တွေနိုင်ငံသားမှာရောက်ပြီးတော့အစင်ပြေတော့မှဒီပတ်စံကိုလှည့်ပြီးတော့ထုတ်တာဆိုတော့လူတွေပြောလုံးဆဲလုံးလို့နော်အန်ယူဂျီဘွန်းနေလဲမနေဦးရလိုက်တာဆိုတော့ဒီလိုမျိုးလူတွေပြောလုံးလို့မှသူတို့အတန်တွေထွက်ပြီးတော့လှုပ်ရှားမှုတွေ ရလာတဲ့အတွက်သူတို့နာမည်ပြတ်တာသူတို့ရဲ့ lobby အညံ့စားတွေနဲ့အဲသူတို့ရဲ့ပေါ်တော်တော်ဆောက်ယူပို့စီတင်တဲ့အမှုကြောင့်ဆိုတာသူတို့ပါသူတို့လည်းလေးလာမိသွားပါလိမ့်မယ်ဒါကြောင့်သူတို့အများကြီးတိတ်ပြီးတော့မရေးကြတော့တာဆရာကြီးဇော်ဝေဆိုးဆိုအများနဲ့ဟိုအနီအောင်ကြီးနဲ့ဟိုအမှန်တိုင်းပြောရင်သူဟိုဘက်ကိုကျိန်းတာပါပဲဒါပေမဲ့ဟိုဘက်ကိုကျိန်းတယ်ဆိုပေမဲ့ဒီဘက်ကလူတွေကိုဟိုညံတုံးနဲ့ဟိုမအေးဝင်းကားပဲကြီးတဲ့လူတွေလိုမျိုးဆက်ဆံလို့မရအောင်ဒီဘက်ကလူတွေကထုတ်ပြနိုင်တာရှိရဲ့ထုတ်မပြနိုင်တာရှိရဲ့မဲဆောက်မှာအဲနောက်ကျောလဲကြောက်ရ BGF လဲကြောက်ရ နော်ဟိုစစ်ကောင်စီလဲကြောက်ရတဲ့အချို့သောပညာတတ်ကြီးတွေရှိတယ်သူတို့မသိတာအဲ့ပညာတတ်တွေအုပ်စုကိုသူတို့နေရာမပေးခြင်းလို့လားအဲဘာကြောင့်လဲတော့မသိဘူးသူတို့ဒီမိုင်းကြားရလောက်ပေါ့နော်ဒီတရားသူကြီးအုပ်စုထွက်ပြေးသွားတယ်တရားသူကြီးတွေကထွက်ပြေးတယ်ဆိုတော့ဒီဆရာနာရှင်နဲ့တူတူအလုံးမလုံးချင်ဘူးဆိုတော့တိတ်လေးစားတဲ့အကောင်မှာလေဒီတရားသူကြီးတွေကမှန်တမ်းပြောရင်သူတို့ထောနေမှာနေဘာမှပြည်ထဲမှာနေဒါပေမဲ့အဲ့တရားသူကြီးတွေပါထွက်ပြေးကြတယ်အဲ့တရားသူကြီးတွေတွေကနေပြီးကျမတို့ဘယ်လိုမျိုးကူညီရမလဲဆိုပြီးတော့ကူညီပေးရစေဆိုပြီးပညာတတ်တွေကို င်တာတက်တဲ့ခါကျတော့တိုင်းပြည်ရဲ့မတရားမှုတရားမှုကိုသိရတဲ့ခါကျတော့သူတို့ကပြန်ကူညီဖို့နော် request လုပ်ပေးမယ်သူတို့ရဲ့စာကိုစိမ့်ဆောင်မပြဘူးလာလောင်မဖတ်ဘူးဘလောက်ထိလူတွေပေါ်တံမိုးထားပြီးတော့တော်လိုင်းရုံးကိုမနိုင်ဘူးလို့ထင်တဲ့အန်ယူဂျီပြက်စီးတယ်ဆိုတာဒါပါပဲနော်စောက်ဘောကြီးတွေနဲ့သူများမြောက်ပေးတိုင်းဘာမှမသိတဲ့စောက်ဘောတွေရှိနေလို့တကယ်လူငယ်တွေမိုင်းဆိုအရင်နှမျောတာရှိတယ်တကယ်တကယ်ဒီစကိုင်းဖိုရန်တွေကလူတော်တွေကိုသူတို့အန်ယူဂျီကဖြတ်စီးပစ်လိုက်တာနော်အဲ့ဒီထဲမှာဟိုဟိုပါလဲနေဘုံးလက်လိုမျိုးပဲ ဟိုပြောရေးဆိုခွင့်ရှိတယ်ဆိုတော့ကိုဖြိုးဆိုတချင်းဆိုတော့ကိုဖြိုးဆိုဒါတွေကစကားပြောစကားရေးအရန်တော်တာစကားပြောအရန်ရင်ကျေးပြီးအရန်ပါနဲ့တာပဲအဲ့ကိုဖြိုးတို့ပါလို့ဆိုတော့သူတို့တွေကိုနေရာမပေးဘူးကိုစိုးဝင်းဆိုရင်လည်းနာမည်ဖြတ်ပြီးတော့ပြန်ပြန်ကွဲအောင်လုပ်လိုက်တယ်မာကြီးနဲ့ဟိုအဖွဲနဲ့ကွဲအောင်လို့ဂျားတွေကဝင်တက်ရှို့တယ်လို့မျိုးပေါ့နော်မာကြီးလည်းအဲ့ဒါကိုတစ်ချက်လေးလွတ်သွားတယ်ဟိုဘက်ကလူတွေအစဲခံလိုက်ရတာပဲဖတ်တင်တယ်အမှန်တကယ်ဆိုရင်တိတ်နာမည်ကြီးနေတဲ့လူနဲ့မာကြီးလို strong supporter နဲ့တွေ့တဲ့ခါကျတော့မေလို့ကြောက်တယ်နော်မာကြီးကိုသူ့ရဲ့ fan တွေများလာကြည့်နေခဲ့မှာဆိုရင်မာကြီးဒီမှာ အဲ့ဒီဝင်လာတဲ့ဟိုနာအဖဒီစစ်ကောင်စီရဲ့မာယာတစ်ခုကိုမာကြီးကိုယ်တိုင်ရောဟိုဘက်အဖွဲ့ရောမတိလိုက်ပဲနဲ့အဲ့ဒီကြော်ကွင်းထဲကိုဝင်သွားတဲ့အတွက်မာကြီးတို့တွေအဲစကားမပြောဘဲနဲ့ပွဲတွေပဲဖြစ်သွားတယ်ဒါပေမဲ့အဲကဲလို့အကြုံကြောက်မြန်ဆိုရင်မာကြီးကတော့ဒီဒီကလေးလေးကိုမာကြီးယုံတဲ့လူတွေရှိသေးတာကိုထဲထဲမှာဒီကလေးတွေကိုမာကြီး supporting ဆက်လုပ်သွားမှာပဲနော်ဘာလို့လဲဆိုတော့ဒီတဲကိုဝင်လာတဲ့တချို့တကန်တွေကညက်လက်ပြတယ်လို့ပဲမာကြီးတို့ပတ်စံပြတ်သွားအောင်အရင်လုပ်လိုက်တယ်ပတ်စံကိုသူတို့အဖွဲ့ကြီးပဲ control လုပ်လိုက်တယ်သူတို့အဖွဲ့မှမကိုင်းရင် မရနိုင်ဘူးဆိုပြီးတော့အသွင်တရံဖြစ်သွားအောင်တို့လော်ဘီနဲ့เนาะအကောင့်ပေါင်းမြောင်များစွာခွဲပြီးတော့တို့ဟာပြည်သူကိုချင်းထည့်သွားတာတကယ်မြေပြင်မှာရှိတဲ့လူငယ်လူတော်တွေကိုနေရာမပေးဘူးဆိုတာကတို့ဘာတို့မိုင်းတို့တိုင်းပြည်ရဲ့မေလိုနဲ့ connection လုပ်ပြီးမိုင်းတို့ကိုတော်လိုင်းရေးကြာရင်တို့ဖွဲ့ပြေးတဲ့လူတွေနိုင်ငံတကာကနေလက်ခံတာကိုအခုကချင်းချင်းပြောရင်အမေရိကန်လက်မခံတော့ပေမဲ့အခုကကနေဒါကလည်း refugee ဆိုတာခေါ်သေးတယ်เนาะ Netherlands ကခေါ်သေးတယ် Australia ခေါ်သေးတယ်ကိုရီးယားကလည်းအခုချိန်ထိတချို့သောခရင်တွေပေါ့เนาะကျမတို့ အဲအဆိုတော့ကောင်မလေးဆိုရင်အဲ့ဒီလူတွေအကုန်လုံးဟာအဲနေဆက်ကနေပြီးတော့ဒီ refugee camp တွေရပဲခေါ်သွားတာဆိုတော့မိုင်းတို့ဘလောက်ဆဲဆဲအော်အော်ဒီသူတို့နဲ့အနေချောင်ရင်ငါတို့လာရမယ်ဆိုပြီးတော့သူတို့ရင်သွင်းပြစ်တွေလည်းသူတို့မပြောရဲကြအောင်ရင်သွင်းပြစ်တွေလည်းမပြောရဲကြအောင်အဲ့လိုမျိုးဖြစ်တော့ခါကြတော့အဲပြည်သူလူထုကဟုန်သွားပြီးတော့ပြင်ပန်းပြီးတော့လက်ပန်းကျတဲ့အထိထိုင်ဆောင်နေတာဒီလိုကာလလည်းကြာရောအဲရုရှားဟိုဂိုရှယ်လေးပြောသလိုဟုတ်ဟုတ်တော့မသိဘူးရုရှားကစစ်ဗိုလ်တွေကိုလက်တဲဆန်းခိုင်းပြီးတော့ပြစ်ချခိုင်းတယ်လို့တော့ကြားတာပဲ နော်ဘာဖြစ်လဲဆိုဒီအဲမြမလေးသက်ကမိသားစုတွေတော်တော်များများအခုအဲငလင်တော့မှနေပြီးတော့မှပါသွားတယ်လို့ဘာလို့ကြားတာပေါ့နော်ဒါကတော့ဟုတ်မဟုတ်တော့မသေးကြပေမဲ့ဖြစ်နိုင်ကြတော့ရှိရဘာဖြစ်လဲဆိုတော့အခုပြစ်ချနေတဲ့ဘုံတွေကအရင်တော့ဆိုရင်ဒီနေရာလူကြီးရှိမှပြန်မလားတော်လိုင်းကောင်းဆောင်တယောက်ရှိမှလို့သဘောရပေမဲ့အခုကမိုးကုတ်ဆိုရင်လည်းအမြဲတမ်းတနေကုန်ဝဲနေတာနော်ဒီတက်မှ6ခွန်းဆိုတာလည်းအဲ့နားတွေအမြဲတမ်းဝဲနေတာကျန်တဲ့နေရာတွေလည်းဝဲနေတာဆိုတော့သူရုရှားကတခါပြအမိတိုင်းသူ့စီမှာအဲ့ဒီလိုလူယုံမာတွေတဲလာတယ်ဆိုတာဟိုမိုင်းတို့ပြည်သူတွေ မေ့မထားရဘူးညီကိုချင်းရံဖြစ်တာတွေလျှော့ကြအောင်ဘာဖြစ်ဒီလိုစိတ်သက်ရေးရာတွေပြက်စီးယိုရင်းွားပြီးတော့မင်္ဂလာပါသမီးရေပြီးတဲ့ချိန်တိုင်းလူငယ်တွေကအခုချိန်မိမမယူသေးဘူးနောက်ဆယ်နှစ်လောက်ကြာရင်မိမယူသွားခဲ့တယ်ရှိတော့ဒီလူငယ်လေးတွေမရသေးပါသွားရင်စိတ်သက်တွေပေါ်သွားမှာအဲ့တော့ပြည်သူတွေမမေ့ပါနဲ့နော်တတိချက်ပါတက်သွေးပူနေတော့အလုပ်လုပ်တာပို့ပြီးကောင်းပါလေကျမတို့ ADA ဘာဖြစ်လို့ကြာသွားလဲဆိုတော့သွေး A ဝါလို့နော် ADA လည်းအရန်တော်ပါတယ်ဒီတယ်လီဖုန်းမရှိတဲ့အချိန်မှာဇူကာဘတ်မကူနိုင်တဲ့အချိန်မှာ ADA ကလူတွေလည်းအသေးစိုးစားထားမှုပါတယ်ဒါပေမဲ့ရှုံးတဲ့အရှုံးကိုတေချာကြည့်ခြင်းအပြင်ဘာဖြစ်လို့ရှုံးသွားလဲဆိုတော့အဲ့ဒီလူငယ်တွေနိုင်ငံသားထွက်ပြေးသွားတဲ့အခါမှာတခြားတိုင်းပြည်တွေရဲ့အရသာတွေဘာတွေတွေ့သွားရင်ပေါ့လျော့သွားတယ်မိုင်းဆိုမနေ့ကတနေ့ကုန်ဂျပန်ကားထိုင်ကြည့်တယ်မိုင်းစိတ်ကိုလည်း relax လုပ်ချင်တာလည်းပါတယ်အလုပ် pressure ပါတယ်အဲတခြားလူမှုရေးကိစ္စတွေရှိတယ်နောက်မြန်မာပြည်ကိုဟိုလှူဖို့ကိစ္စမှာအဲကိုရီးယားအဲလက်ယုံနှစ်ယောက်အဲ ကြာပြီလေလင်းနေဆိုတော့တော်တော်ကြာပြီလေဒါလင်းနေလုံးဒီအမေရိကန်ပင်စင်စာကြီးတွေမိုင်းစီမှာလာလူနေတာမိုင်းလူစားဆိုတော့မိုင်းကအဲဒီအန်တီတွေအန်ကယ်တွေကိုမိုင်းကအာဒီမမပြည့်အကောင့်ရိုးရအကောင့်တွေပေးလိုက်ထိုင်းရအကောင့်တွေပေးလိုက်တာပေါ့နော်သူတို့ပါသူတို့ဓာတ်ရိုက်လှူလို့ရတဲ့လူတွေကအခုအဲနည်းနည်းကုန်အမေရိကန်ရဲ့အခြေအနေတိတ်မကောင်းတဲ့ခါကျတော့အဲ့လူကြီးတွေလှူဒန်းတာခဏနားပြရစေဆိုလာခွင့်တောင်းတယ်လှူတဲ့လူကကိုယ်စီလာပြီးတော့ request ဆောင်လာလို့ကအန်ကယ်မင်္ဂလာပါအဲ့တော့ ဒီကိုအလှူရှင်တွေသွေးအေးသွားမှလည်းကြောက်เสียကောင်းတယ်လို့အခုတော်လိုင်းကြီးမှာတက်ကြွနေတယ်ကျွန်မမကြီးရဲ့သားတော်မောင်နေဆိုအခုဆိုလူပြိုလူပြိုအကြီးလူပြိုကြီးတွေတောင်ဖြစ်လာပြီသူတို့သူတို့အိမ်တောင်ရက်သားကြသွားမယ်ဆိုရင်ဒီအိမ်တောင်ရဲ့တန်ဝင်ဟာယောက်ျားတယောက်စီမှာအများကြီးရှိတဲ့ခါကျတော့ည20လောက်သူတို့ဆက်မလိုက်နိုင်တော့ဆက်အခု10လောက်မှာတော့သူတို့လူငယ်လဲလူငယ်မို့လို့သူတို့တက်တက်ကြွကြွနဲ့လိုက်နေပြီမဲ့ည20လောက်ကြာရင်သူတို့ထပ်ပြီးတော့မလိုက်နိုင်တော့ဒီလိုပုစိတ်သက်တက်ကြွနေတဲ့အချိန်မှာမကြီးတို့ တွန်းတွန်းတိုက်တိုက်ကလေးလောက်ကြဖို့ပြည်သူတွေကိုမာကြီးဒီကနေပြီးတော့သတင်းစကားပေးကြပါတယ်အားလည်းပေးကြပါတယ်မာကြီးကတော့အခု YouTube မှာအဲအခုကမေလပါနော် April လမှာမာကြီး259ဒေါ်လာရပါတယ်အဲ259ဒေါ်လာဆိုရင်မာကြီးမမငွေဘယ်လောက်ရအောင်အဲ့ဒါခုနကငါတားမာကြီးဟိုမာကြီးတဲ့ဟိုဟိုဟိုကောင်ဟိုကောင်မဟာဖြုတ်ပြစ်ဆိုတော့ပြောချင်တာအဲ့ဒါလေးအဲ့ဒါလေးတင်ရင်မာကြီးကပတ်စံရရတယ်ကွ၄300ဆိုတော့အဲမာကြီးအဲ73သိန်းနဲ့ စက်တသိန်းနဲ့တသောင်းရမယ်စက်တသိန်းတသောင်း3900ကျော်လောက်ရအောင်ဒါမဲ့အဲ့အဲတသိန်းတသောင်း sorry တသောင်း3900ကတော့ဟိုဖြတ်ခါပေါ့နော်ဟိုဘက်ကမိုက်ရတော့မပေးအောင်မိုက်လူကအရန်တော်တယ်အဲဒီခါလေးပေးလိုက်ဒီခါလေးပို့လိုက်ကောအဲဟိုဘက်ကကလေးတွေကဟိုပြန်ထုတ်တယ်ဆာမှာအစင်းစင်းထုတ်ရတဲ့ခါကျတော့ဒီတသောင်းနဲ့3000ကတော့မစင်းနေမှာပါမလာပဲမဲ့မိုက်အခု73သိန်းလောက်တော့ရဖို့ရှိတယ်နောက်မိုက် AR Delta Group မှာမိုက်ရလာစဉ်10ယောက်စာဆိုပြီးတော့တသားတစ်ယောက်ကို3000နှုန်းနဲ့ AOD Delta ဆိုတဲ့ဒီ AOD ကိုညီကိုတွေပြန်လာပြီဆိုတော့အဖွဲကိုမကြီးကတက်သားတယောက်ကိုသူက3000နီးနဲ့လာစဉ်စရိတ်ထောက်တဲ့အာမေမေမမအကိုတွေပေါ့နော်စုထားပြီးသူကအဲကပြားလေးလုတ်ပေးတယ်အဲထောက်ဖို့တက်သားဆိုပြီးတော့ကပြားလေးလုတ်ပေးတယ်ဟိုပြီးတော့ဟိုစာတီဖိကိတ်လည်းထုတ်ပေးတယ်အဲ့ဒါကိုမကြီးကအဲတယောက်3000ဆိုတော့မကြီးက10ယောက်စာတာဝန်ယူထားတယ်ခုနပဲပို့လိုက်တယ်အဲပြောချင်တာကဟိုမိုင်းတို့အဲ့လောက်အချိန်ဆွဲပြီးတော့မိုင်းတို့ဖြတ်စည်းတဲ့ဒီအဖွဲကိုလည်းမိုင်းတို့ကမျက်ခြေပြတ်လို့မရဘူးနော် ဟိုသူတို့မနာလိုတာလားတို့နာလိုတာလားတို့မဟုတ်သူတို့လှုပ်တဲ့အကွက်ကိုမြင်သွားတယ်ဆိုရင်မကြီးတို့ပြောနေတယ်ဆိုတာထိုက်တန်တယ်ဆိုတာနားလေလေကိုကဘာမှမလုပ်ဘူးဘာမှမသိဘူးဆိုရင်အဲဒီပတ်စံပျောက်ဆုံးမှုဟာကိုမှမပါပဲဟုတ်တယ်မလားကိုမပါတော့ကိုပတ်စံမဟုတ်တော့တိတ်မသိတာပဲမယ်မကြီးတို့ကြတော့ဒီကလေးတွေပြက်စီးမှာဆိုလို့ဒီကလေးတွေကိုမကြီးတို့ကတံမိုးထားလို့ဒီကလေးတွေကိုမကြီးတို့ကလှမ်းပြီးတော့ဆပ်ပုတ်လုပ်တာစီရီယန်နေပါပါတာပေါ့နော်ကျန်တဲ့ဟိုဒီတော်လိုင်းရက်တက်သားတွေပဲတော့မဟုတ် ။ဒါပေမဲ့လူကိုလူကိုတန်ဖိုးမထားတဲ့မေလိုးစီကနေပြီးတော့ဒီလူတွေပါထပ်ပြီးပေါ်လာတယ်ဆိုတော့မိုင်းတို့ဒေါသကဟိုငယ်လေးရောက်နေတာဒါပါပဲ။နော်။အော်မင်းအောင်လိုင်းကအခုပူတင်နဲ့မတွေ့ခဲ့ရဘူး။နော်။အခုပြည်သူတွေကိုဒီနေ့မိုင်းဇက်ဇက်ပေါင်းချုပ်ချင်တာဗာလဲဆိုတော့မိုင်းတို့ဒီငလျင်အတွက်နိုင်ငံတကာပို့တဲ့တန်း200လောက်ရှိတယ်ဒေါ်လာ။အဲထိုင်းဘတ်ငွေဘယ်လောက်ဆိုတာမသိ။အဲ့တော့အစိုးရတရက်ကိုတခြားတိုင်းပြည်အစိုးရကလှူတဲ့ခါကျရင်ဘ ਹੁ ဘန်းဆိုတာကိုတိုက်ရိုက်ပို့ရပါမယ်။ ဟိုကမောသာအောင်ကိုဝင်းစီပို့လို့မရဘူးအဲတနေ့အေယာဝတီဘန်နေစီဟိုပုဂလိကဘန်တွေပို့လို့မရနိုင်ငံဘန်ဘန်ဖြစ်တဲ့ဘိုးဘန်ဟိုသာဒီပတ်စံတွေအလူငွေတွေကရောက်တာအခုမရအတော်တွေမှာကြားရတာကြတော့အဲ့ဒီဘိုးဘန်ကနေပြီးတော့ဒေါ်လာ44သန်းနဲ့ထိုင်းဘန်ငွေဘယ်နှသန်းဆိုလဲမသိဘူးအဲ့ဒါကိုထုတ်ရောင်းမယ်ဆိုတော့ပြည်သူကိုပေးတဲ့ပတ်စံကိုနော်အဲဘီလီယံနာဖြစ်ပြီးသားတို့အဖလည်းဖတ်ကိုပြပြီးတော့ပြည်သူရဲ့ဒုက္ခကိုပြပြီးတော့တို့ဘာလဲပြဿနာရိတ်တာပဲ အဲငါတို့ပြည်သူတွေတောင်မပြောနဲ့နော်နင်တို့နေပြည်တော်ကလူတွေတောင်မှနော်ရန်ရန်ခောက်ဆွဲပဲနဲ့ထုတ်မာကြီးကလာပြောတယ်မောင်လေးကျေးဇူးရမ်းတင်ပါတယ်ตาကြီးလာကြည့်နေခဲ့ရန်ရန်ခောက်ဆွဲရန်ရန်ခောက်ဆွဲပဲနဲ့ထုတ်နဲ့ကြက်ဥဆယ်လုံးပဲပေးတယ်လို့ပြောတယ်ဒါသူ့ဝန်တန်းနော်သူ့ရဲ့နေပြည်တော်မှာရှိတဲ့လူတွေပဲရပြည်သူတွေဆိုတာတော့ဒီနေ့မန္တလေးမှာငလင်လှုပ်ပြီးနေရာထိုင်ခွင့်မရှိတဲ့လူတွေရဲ့အပေါ်မှာမိုးတက်လေပင်ပြန်ကျတယ်အဲ့တော့မိုးရေထိထားတဲ့ မွေးရထီထားတဲ့မောင်နှမတွေအားလုံးဘသူလက်ထဲမှာပဲနေနေနောင်လာနောင်သားတွေကိုချင်ရင်တစ်ပင်ဆိုင်ကြပါမိုင်းရဲ့ live ကိုမိုင်း30 minutes ဆံပဲရပ်ပြရသေးအဲအရေးကြီးတာပြောရရင်တော့စိတ်သက်ကခဏခဏပြုတ်ကျတပါပဲဒါပေမဲ့အဲ့ဒီပြုတ်ကျပြီးသားနေရာမှာပဲလူတယောက်ကရေမချိုးလုံးအားချင်းရင်ရေချိုးဖို့ပြင်းတယ်လို့ပဲမနေကြပါနဲ့ comfort zone မှာနေရင်ငါတို့တေကန်ဒီအခုအသက်30ပတ်ဝန်းကျင်လောက်မှာ လူဖြစ်နေတယ်ဆိုရင်မိုင်းတို့ရဲ့ရှေ့ရင်1.30လောက်ကအခြေအနေမကောင်းပါဘူးဒီဆရာနာရှင်နဲ့အတူရှင်တွဲပြီးနေထိုင်ရတယ်အဲ့တော့စိတ်စိတ်နီနီပြပြမဲမဲရှိသမျှအကုန်လုံးဒီဆရာနာရှင်ဟိုအမြင့်ပြုတ်ဖို့အတွက်စူးစမ်းပါနော်သူ့ဘာသူဘသူနဲ့ပဲဟိုဖြစ်တာဖြစ်တာမိုင်းတို့ဘက်မှာကဘာသောနဲ့ကြီးတွေပါလေရှိပါတယ်ဆိုတော့မမေ့ပါနဲ့မေတ္တာပို့ပါမေတ္တာတော့အလို့ရတယ်ဆိုရင်မေတ္တာပို့ပါငါ့ကိုအဲတခြားဘာသာကြားတယောက်ဆိုပြီးထင်ပြီးတော့ပြောနေတဲ့မောင်နှမတွေကိုပြောချင်တာက မင်္ဂလာတုတ်ဟာ38ဖြာမင်္ဂလာပဲရှိပါတယ်။ငှက်ချီးပါချတာအဘဘောမရဲဆိုတော့မင်္ဂလာမဟုတ်ပါဘူး။နော်။ငှက်ချီးပါချတာတို့ကျွန်တော်လုံနေကြဖြစ်တဲ့အဘဘောမချင်းဆိုတာမင်္ဂလာတရားတော်တွေမှာမပါပါဘူး။38ဖြာမင်္ဂလာထဲမှာနော်။အာတိဝနာစဘာလနဲ့ပါတိတာသင်းစတေဝနာပူဇာစပူဇာနေရနဲ့အေတံမင်္ဂလာမုဒ္ဓမံနဲ့အဲ့ဒါငါနဲ့တူတူမင်္ဂလာတုတ်အနက်ကောနော်။ဟိုပါဠိလိုရောပြန်ရွတ်ကြမယ်လို့နော်။ငါ့ကိုဟိုလူမျိုးဒီလူမျိုးဆိုပြီးတော့ကျွန်တော်တရုတ်ကိုစီစွတ် ဝါရှားကိုဘုစမန်ပေးပြီးတော့ကိုမိမတွေတွေမကောက်ဘူးစစ်တပ်ကအကောင်ကြီးမိမတွေအကုန်လုံးကို shopping ဆိုပြီးခေါ်သွားတယ်ဘာဖြစ်ခေါ်သွားလဲဆိုတော့သူထွက်သွားရင်အာနာသိမ့်လိုက်မှာဆိုတော့ဒါနေဝင်းလက်ထက်တွေကလှုပ်တဲ့เนาะနေဝင်းလက်ထက်တွေကလှုပ်လာတဲ့ဒါဟာသူတို့လုံနေကြစစ်တပ်အချင်းချင်းအောင်မယုံလို့သူတို့ရဲ့မယားတွေကိုပြန်မေးဆွဲတော့အနေနဲ့ shopping လိုက်ရမယ်ဆိုခေါ်သွားတာကျူကျူလာပါမခေါ်လို့ကောင်းတာတခြားမိမတွေကျူကျူလာမပါရင်ကျန်တဲ့မိမတွေခေါ်သွားရင်ဟို မင်းအောင်လိုင်းရဲ့ဟိုဟိုဟာတွေဖြစ်ကုန်မှာဆိုလို့နော်ကိုလုတော်တွေဘာတွေဖြစ်ကုန်မှာဆိုလို့အဲ့တော့ကျူကျူလာကိုခေါ်ပြီးတော့သူတို့ရဲ့နော်ဖြစ်နိုင်ခြင်းရှိတဲ့သူ့ကိုအာနာပြန်ခြောက်နိုင်တယ်ဆိုတော့ထင်ရတဲ့အုပ်စုကို shopping ဆိုပြီးခေါ်သွားပြီးတော့ခေမလိုနေရာမျိုးမှာမသိရတော့ခေမဝေါ်မတ်လိုဟာမျိုးပဲပြီးတော့မှခေမဆိုတော့ရှိရအဲ့ဒီခေမလောက်မှာဈေးသွားဝယ်ကြတယ်ဘာလို့လဲဆိုတော့သူတို့ရဲ့မိန်းမတွေကပြန်မေးဆွဲသွားတာအမေကိုပြန်မေးဆွဲသွားတာပြည်သူဟာတော့ထဲ့လာတာ အဲ့ဒီစစ်တပ်ကခေါင်းဆောင်တွေရဲ့မိန်းမတွေကိုခေါ်သွားတယ်ဆိုတာကဥနေဝင်လက်ထက်ကလည်းဒီလိုပဲအရာရှိရာဂန်တွေရဲ့မိန်းမတွေကိုဥနေဝင်ကနေပြီးတော့ဒေါကင်မီတာအမှုပြုပြီးတော့လန်ဒန်သွားကြမယ်ဆိုခေါ်သွားတယ်။ဘာဖြစ်လို့လဲဆိုတော့အပြန်မေးဆွဲတာ။ငါ့ကိုအာနာသိရင်နင်တို့မရားတွေလည်းကြော်ဆန်ကိုေးဆိုပြီးတော့နော်အားလုံးပဲပေးကြရင်ကစိတ်ချမ်းသာကြပါစေ။အဲ ငါသားငါသားကိုမာရအရန်အားကိုးပါတယ်လို့တိတ်တေကြတာပေါ့ရှင်မိုက်စာဖတ်ပြသေးတော့အန်ယူဂျီကနေ PDF တွေနှုတ်ထွက်တယ်ဆိုတာ PDF တွေရဲ့အဆိုးဆိုပြီးတော့ပုံတံကြရအောင်သူတို့ကသူတို့ကဆိုရှယ်မီဒီယာကိုပြည်သူပတ်စံနဲ့ထောင်လာတာကိုကလေးတွေကမြေပြင်ပေါ်ကနေတယ်လီဖုန်းနဲ့တောင်းရတာခါကျတော့သူတို့သူတို့ယင်သူတို့ယင်နေရရှိတယ်သူတို့မကြိုက်တဲ့အဖွဲကိုသူတို့နှုတ်ထွက်တာကိုလေအဲ့ဒါကိုအဲဘလို့သဘောမျိုးနဲ့ပြောကြတာလဲဆိုတော့ အရင်တည်းကကိုဇွဲလဲနှုတ်ထွက်တာပဲเนาะအကြီးကျယ်တော့မပြောကြဘူးသိရမလားအဲနှုတ်ထွက်တယ်လဲပြောလိုက်ကောအဲနှုတ်ထွက်လဲမစိုးရိမ်ပေါ့အဲ့တော့မစိုးရိမ်တိုက်တစ်ဆရာတော်ကမဲဆောက်မှာဥစဉ်နေဘုံလက်ကနေပြီနေဘုံလက်ဆိုတာအဲညကြီးမှာဘာရလူရှိမှတော့မသိဘူးတလားကိုအဲ့ဘဲကဒေါ်လာ1000ရတယ်เนาะဒေါ်လာ1000ဆိုတော့မာကြီးတလားသာတော့မာကြီးတို့တလားတလားဒေါ်လာ1000ဆိုတော့မရခဲ့ပါဘူးဒါကအေးသူတို့ကဒီလိုရတယ်ဆိုတော့ဒီအန်ယူဂျီကိုသူတို့ကဟိုလာလောက်ရမှာပေါ့เนาะဒီသူတွေအစင်မပြေနေတဲ့အချိန်မှာ ေါ်လာတစ်သောင်းမပြောနဲ့ကျပ်တစ်သောင်းယူရင်တော့မှ guilty ဖြစ်ပါတယ်။နော်သူတို့မသိလို့ပါ။ပြည်သူတိုင်းပြည်သူကပြည်သူကိုပေးတဲ့ပတ်စံကိုငါ့ကိုဒီလိုကြီးလာပေးထားတယ်ဆိုပြီးတာယာပြီးတော့အဲ့ comfort zone ကနေပြီးတော့ကျေးဇူးရှင်နေရာမှာယက်နေတာသူတို့သူတို့ပျက်စီးရခြင်းအကြောင်းရင်းကသူတို့ social media နဲ့ပြည်သူတံပိုးမထားအောင်မနိုင်လောက်ဘူးဆိုပြီးတော့တော်လိုင်းရေးကြာလေးဇလန်းရေးပြီးတော့နိုင်ငံရေးခလုံးကွင်းနေတင်ပေးမယ်ဆိုတော့အုံနောက်လောက်နဲ့ပြည်သူကိုလှုပ်စားတာတကယ်တော်လိုင်းရေး fighter တွေနဲ့လည်းတွေ့ရောအဲ့တကယ်ချတယ်ဟာဆိုအဲ့တော့ရောရောင်ပေါ်ရောင်နဲ့ထပ်ပြီးတော့အခုဆိုရင်ပြည်သူတွေသိတဲ့အတိုင်း နော်လူတွေမယုံတော့အဲဒီအုတ်အုတ်တို့ဘာလို့မိုင်းရကျေးဇူးတင်နေဆိုအဲ့ဒါပါပဲမိုင်းရဆယ်လီမဟုတ်တော့မိုင်းပြောစကားအဲ့လောက်ထိအရာမရောက်အုတ်အုတ်တခွန်းပြောလိုက်တဲ့ခါကျတော့သူ့စီကိုဘာ project ညာ project မှမသွားတော့သူ့စီကိုဘာ project ညာ project မှမသွားတဲ့ခါကျတော့သူတို့ရဲ့ဒီဆရာမကြီးကဟို project ကင်လို့မရတော့ကင်လို့မရတော့သူတို့ဒီတွင်ထဲမှာဘာတွေထပ်လုပ်ကြလဲသူတို့မိုင်းတို့ရဲ့ဒီပြည်သူပိုင်နဲ့ဒီ twin threat တွေကိုလှုပ်ရှားတယ်တခုတက်လဲတွင်းထွက်တယ်မိုင်းတို့ရဲ့တယံစာတရမှာပါတာပေါ့နဲ့အဲ့ဒီဟာကိုပါလှုပ်ရှားတယ်အဲ့ဒီလှုပ်ရှားခြင်းမင်္ဂလာနဲ့ သူတို့တွေထပ်ပြီးတော့အညာသားတွေကိုရန်ဖြစ်ခိုင်းတယ်။သူတို့ဒီပေချာတွေးမယ်ဆိုမင်းအောင်လိုင်းတဲ့စောက်ကျင်ပိုရုပ်တယ်။မင်းအောင်လိုင်းဆိုတာကမိုက်တော့ဟီဟီဟာဟာလုပ်ပြီးတော့သူတို့ကိုရီလို့ရတယ်မင်းအောင်လိုင်းကိုတွားရီလို့ရတယ်။နော်။ဒီအန်ယူဂျီကဆရာမကြီးတွေပါတွားရီလို့ရတော့မိုက်တို့အကောင့်တော်မှာပြက်သွားမယ်။သူတို့ကပိုရုပ်တယ်မှတ်တာနော်။ဘာလို့ဆိုဒီသူတို့ group ကအဲ့တော့မိုက် group တွေနဲ့မနေတာ attachment မလုပ်တာ group များွားရင်သူ့ကိုယ်သူလည်းဘဝင်လေဟပ်ပြီးတော့ သူကငါငါငါဒီဒါနင်တို့ရဲ့ယေရှုရှင်ဆိုပြီးတော့အဲ့လိုဆောက်ချိုးချိုးတတ်တယ်။အဲ့တော့ကိုအုပ်စုနဲ့ကိုဟိုအရင်နေရန်ဖြစ်နေမဲ့အစားပြည်သူတွေကိုငဲ့ပါလို့နော်အုပ်စုဖွဲ့ပြီးတော့မာကြီးကို တိုက်ခိုက်နေတဲ့လူတွေပါပြောချင်ပါတယ်တော်လိုင်းဘက်ကပါပဲသူတို့ဒါမဲ့တေချာစဉ်းစားပါနော်အဲ့မာကြီးအခုတခါတည်းပြောချင်တာက delta အဲ column ဆိုတော့အရာဝတီကိုပြန်လာတဲ့ညီကိုတွေကိုအဲတက်နိုင်ရင်သွားလှူပေးပါအခုကတော့မြန်မာပြည်ရဲ့၁၀ရက်၁၁ရက်ဖြစ်နေပြီဆိုတော့ လာစာပေးတဲ့လူတွေလည်းကြော်ကုန်ပြီပေါ့နော်အဲအမေရိကန်လူတွေကျတော့နှစ်ပတ်တခါလာကရတာဆိုတော့ဒီလာကလေးတွေကိုနည်းများမဆိုလာတွားရောက်ပူအဲလူပေးပါနောက်ပြီးတော့ BBL ရဲ့တက်တော်ကိုလည်းအဲတကယ်လို့တက်နိုင်မယ်ဆိုတွားလူပေးပါလို့နော်အားလုံးပဲ Happy Mother Day ပါမနက်ပြန်မခင်မိုးရဲ့အမေအသက်68နှစ် sorry 68နှစ်တက်89နှစ်ပြည့်ပါတယ်ကျမမေက Mother Day မှာမွေးတဲ့လူဖြစ်တဲ့အတွက်အဲဒီတိုင်းပြည်က Mother Day ပေါ့နော်မြန်မာပြည်ကအမေနေ့တော့မဟုတ်ဘူးပေါ့နော်အဲ့တော့အဲမိခင်စိတ်နဲ့ เนาะအဲမောင်နှမတွေပေါ်မိခင်စိတ်နဲ့ဂျင်နာတဲ့အမအကြီးတွေရောเนาะအားလုံးသော မောင်နှမတွေရဲ့ညီမတွေမိခင်စိတ်အပြည့်ရှိတဲ့ညီမတိုင်းညီမတိုင်းဘေးကင်းကြပါစေအဲအမေစိတ်လိုပဲကုညာသားသမီးတွေလိုလည်းကိုချင်းစားတတ်ကြပါစေလို့မအကြီးတရားနေပြီးတော့တောင်းပန်စကားပြောပြသည်เนาะအဲ့တော့မိခင်မမိခင်များနေမှာကျမတို့ရဲ့တိုင်းပြည်ကိုသူသားသမီးတွေတကယ်လို့เนาะအဲဒုက္ခဒုက္ခခံပြီးတော့အခုလိုကာလမှာလဲ သူ့ရဲ့ကျမ်းမာရေးတော်တော်ထိခိုက်နေတယ်လို့ကြားပါရတယ်။အဲ့တော့ကျမတို့ရဲ့လူလူကောင်းဆောင်အမေတော်အောင်ဆန်းစုကြည်နဲ့တကွာတော့အမေများအားလုံးဘေးကင်းကြပါစေရန်ကင်းကြပါစေနော်ဟိုအားစိုက်သမျှအားလုံးအမြန်ဆုံးထိရောက်ဆုံးအောင်မြင်ကြပါစေပြည်သူခေါ်မပါပါနော်အဲ့တော့အားလုံးပြည်သူတွေဒါကျမတို့ကအရင်တော့အလိုမျိုးလူတွေလိုမျိုးဟန်ဆောင်ပြီးတော့လေလူကျမတို့လူမျိုးတွေဟန်မဆောင်ပါနဲ့ကိုမုန်းတဲ့လူကိုမြစ်တာစိတ်ထားလို့မရဘူးအဲ့တော့ ပစ်ပစ်ထားလိုက်ပါမသိချင်ဆောင်လိုက်ပါနော်ကိုမုံတဲ့လူကိုရွက်ပြီးတော့ငါတို့ကမေတ္တာထားတယ်ဆိုပြီးမခင်မို့တော့အဲ့လိုမျိုးဟန်လုပ်ပြီးတော့မပြောတတ်ဘူးငါမေတ္တာမရှိတဲ့လူဆိုငါမေတ္တာကိုမရှိတာနော်အော်ကွန်းသီးတော့ရှိတာပေါ့နော်ဟိုဒီမေတ္တာမရှိတဲ့လူကိုဟန်လုပ်ပြီးတော့မင်းမေတ္တာလည်းမပို့နိုင်ဘူးနော်တတ်နိုင်ရင်တော့မပတ်သက်ဘူးမဆက်ဆံဘူးဒါပေမဲ့မဖြစ်မနေပတ်သက်ဆက်ဆံရသည်ရှိတော့နော်ဟိုသူ့ကိုပေးမဲ့ဟိုစူတောင်းမေတ္တာထက်ကိုကိုစောင်းတဲ့ကိုပဲကို ေတ္တာပို့ဆူတောင်းမေတ္တာပို့သားလိုက်တယ်နော်ကိုကိုကိုရဲ့ God ဖြစ်ဖြစ်ဘာဖြစ်ဖြစ်ပေါ့နော်အလုံးကိုဆူတောင်းပို့လိုက်မယ်ဆိုရင်ဒီအကျိုးကကိုယ့်စီကိုပြန်ပြီးတော့ reflection ပြန်အခုလိုမကြီးလိုပေါ့နော်ဟိုအသက်53နှစ်ပြည့်တော့မှဖြစ်တော့လဲအမတန်လှနေစီရညာဂျပန်ကားကြည့်တာမျက်ကွင်းကအဲ့လိုဖြစ်သွားတယ်အဲ့တော့အဲ့တော့ဟိုဉာဏ်သူကိုမေတ္တာထားလို့မရရင်ကိုယ့်ရဲ့ကိုစောင်းနှက်ကိုမေတ္တာပို့ပါလို့မကေမိုတီကနေအကြံပေးပြရစေကိုစောင်းနှက်ကတော့ဘူးမှဘူးမှမသိရင်တော့ကိုစောင်းနှက်ကသိတဲ့ခါကျတော့ ကိုယ့်ရဲ့တိုးတက်ရေးကျန်းမာရေးအကုန်လုံးကကိုစောင်းတက်ကစောင်းလျှောက်ပါလိမ့်မယ်အဲကျွန်မပြောစရာတခုပြောရရင်တော့ကျွန်မတို့ရှီကာကိုကနော်အခုဆုံးသွားတဲ့ပုတ်ရဟန်းမင်းကြီးရဲ့နေရာမှာကျွန်မတို့အမေရိကန်ပထမဦးဆုံးပုတ်ရဟန်းမင်းဟာအမေရိကန်ရှီကာကိုကနေပြီးတော့အဲဒီပုတ်ကြီးကနေပြီးတော့ကဘာတကဘာတကဘာလုံးကိုကိုရရတဲ့ပုတ်ရဟန်းမင်းကြီးအဖြစ်အဲတာဝန်ထမ်းဆောင်ရပါတယ်ပုတ်ရဟမင်းကြီးရဲ့မျက်နှာအင်မတန်အေးချမ်းပါတယ်သွားကြည့်လို့ရပါတယ်လေ့လာခြင်းခဲ့ရင်သွားလေ့လာလို့ရပါတယ် မာကြီးတလောက်နဲ့ပဲရန်နာဝင်ပေးပါမာကြီးရဲ့ YouTube က fan တွေရဲ့ request ကြောင့်သူတို့မှာ bill လည်းမရှိဘူး line လည်းမကောင်းတဲ့အခါကျတော့မိုက်ခင်ဖို့ပြန်ပြန်ပြောပါတည်ချင်တာလည်းရှိလို့ပါဆိုတော့ပြောချင်တာကိုခုနကလုံးဝလည်းပြောပြီးပါပြီအခုလည်းထပ်ဆင်ပြီးပြောပြရစီကျွန်မကျွန်မတို့ဒီကဘာကြီးကနေလှူဒန်းတဲ့ဒီငလင်အတွက်လှူဒန်းတဲ့ငွေတွေကနိုင်ငံတကာကအစိုးရကလှူတာ ဖြစ်တဲ့အတွက်ဗဟိုဘဏ်ထဲမှာပဲလာပြီးတော့အဲ balance transfer လုပ်လို့ရပါတယ်ဗဟိုဘဏ်ကို မြန်မာနိုင်ငံသားတွေပိုင်တဲ့ဗဟိုဘဏ်တွေကနေပြီးတော့သူတို့ကနေပြီးတော့အခု44တန်းဒေါ်လာ44တန်းကိုထုတ်ရောင်းပါတယ်။ဘာကြောင့်ထုတ်ရောင်းတာလဲဆိုတော့အဲသူ့လူတွေကိုသူများပေးတဲ့ငွေကိုပေးခြင်းလို့ပါ။ကိုပြည်သူတွေအတွက်တော့သူ့ရဲ့ဝန်ထမ်းတွေတောင်မှရန်ရန်ခောက်ဆွဲကြောင်းနဲ့ကြက်ဥတောင်ဆယ်လုံးမဲ့ရတယ်ဆိုတော့ဒီနိုင်ငံတကာပို့လိုက်တဲ့ငွေတွေကလည်းသူ့လူနဲ့သူမျှစားပြီးသွားပြီလို့သဘောထားပြီးတော့တပ်ပေတတ်တာကာမတကာနော်ဒီအာနာရှင်ဟာကိုယ့်ကိုဘယ်တော့မှကောင်းမှာမဟုတ်ဘူးလူကိုလူလိုလဲဆက်ဆံမှာမဟုတ်ဘူးအဲ့တော့ဒီအာနာရှင်ပြုတ်ကြရေးအတွက်ငါတို့ညီမတွေအားလုံး အားလုံးတူတူညီညီနော်ဟိုနိုင်တဲ့ဘက်ကနေပြီးတော့ကျမပြောချင်တဲ့စကားပြောပြပါပြီပတ်စံမလှူနိုင်ရင်လဲသူတို့နဲ့ပတ်သက်သမျှကိုလိုက်ပေးခြင်းဗာခြင်းညာခြင်းအားလုံးကိုတက်နိုင်သမျှရှောင်ပေးပါသူတို့သူတို့ဒီကျမတို့ကိုဘယ်တော့မှလူလို့လည်းမတတ်မှတ်ဘူးကျမတို့ဒီလိုကလေးတွေတည်နေရဆိုတာကကျမတို့ middle class တွေလောက်တာရင်ဘတ်နာပေမဲ့သူတို့နဲ့အဲဟိုဘောမအဖွဲ့ကတော့ဒီကိစ္စဟာဖြစ်ရိုးဖြစ်စဉ်ငါတို့အပါတနေ့နိုင်သွားမယ်ဆိုတဲ့အတွေးနဲ့ထိုင်ဆောင်ပြီးတော့စီးပွားရှာနေကြတာပါလို့နော်အားလုံးပဲ ဒီလောက်နဲ့ပဲကျင်းတော့ပါမကင်မို live အများကြီးလွှင်မကင်မိုးရဲ့တခြားနိုင်ငံကလူတွေအကြ ాయి ကြည့်ရတာဘေးကုန်းတို့ပါနော်မြန်မာပြည်ကလူတွေလည်း battery အသွင်းရတာအရန်ခက်ခဲနေတဲ့အတွက်ဒီလောက်ပဲပြောပြစေမကင်မိုးတို့ကအသက်ပဲကိုယ့်အသက်တည်တည်မင်းအောင်လိုက်ပဲကြာကြာနှစ်ဖက်အားလုံးအားစိုက်ယုံကြစို့လို့နော်ဒါပေမဲ့တိဒါပေမဲ့တိထားမှာဟာကျမတို့ရဲ့အမေဟာလူပါလူသားမျိုးနယ်စုကအမေဖြစ်တဲ့အတွက်အမေအသက်အဲ့လောက်ကြီးနှစ်တရာအထိရှင်မဲလို့ ကျမတို့အာမခံလို့မရပါဘူးအဲ့တော့အမေရှိနေဆုံးမြမပြီကိုသူများကဂယုဆိုင်ပြီးတတိထားမိနေတော့မှာသူတို့ယုံတွန်းကြပါလို့အားပေးစကားပြောပြစေကျမတို့ comfort zone မှာအကြာကြီးမနေကြပါနဲ့နော်အားလုံးပဲဒီလောက်ပါပဲရှင်